လူတို့တွေနဲ့တွေ့ဆုံပွဲတွေကျွန်တော်ဆက်တော့တယ်။ဆိုတော့နေရာ6ခုသတ်မှတ်ထားတဲ့အခုလာမဲ့ဇန်နဝါရီလတည့်မှာပဲကျွန်တော် concert တက်ပေါ်တော့အဲ့မှာ public concert တက်နေတော့လုပ်ပြီးရှိတယ်။အဲ့ဒါပြီးမှအဖြေမှတ်တော့တယ်လို့ကျွန်တော်ထင်ပုံယူပြီးပါတယ်။မြန်မာပြည်မှာစစ်ဆိုးရလက်ဖက်ကစပြီးချင်းလူမျိုး53မျိုးရှိတယ်လို့စတင်ရေးသားလာခဲ့ကြတာဖြစ်တယ်လို့ပြီးခဲ့တဲ့2014ခုနှစ်၎င်းစင်းအောက်ယူခဲ့ရမှာလဲချင်းလူမျိုး53မျိုးရှိတယ်လို့သတ်မှတ်ခဲ့တာတွေအတွက်ချင်းလူမျိုးတွေကြာ နားလည်မှုလွဲတာတွေစိတ်ဝမ်းကွဲစွာပြူတာတွေကြုံတွေ့လာရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။အဓိကကတော့ချင်းလူမျိုးတစ်ခုတည်းအောင်မှာမျိုးနွယ်စုဆွေမျိုးစုမျိုးလူစုဆိုပြီးရောနှောပါဝင်နေကြတာဖြစ်ပါတယ်။ချင်းဆိုတဲ့ထီးရဲ့ကြီးအောင်မှာအားလုံးစုစည်းကြဖို့လည်းတိုက်တွန်းခဲ့ကြပါတယ်။ဟုတ်ကဲ့ကျွန်တော်ချင်းလူမျိုးတွေအနေနဲ့တော့ချင်းလူမျိုးတစ်မျိုးတည်းရှိတဲ့အကြောင်းကိုအားလုံးလက်ခံဖို့လိုတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မှာဖတ်ပုံတင်တယ်မှာတကောင်ချင်းတွေမှာလည်းအားလုံးချင်းဆိုတာပဲရှိတယ်။ ။ Now အဲ့ဒါအဲ့ဒါအောက်မှာတော့ကျွန်တော်တို့ကအဆူကြီးတွေစီလင်းမယ်။အဲ့ဒါကိုလည်းအလုံးလက်ခံဖို့ပြီးတော့အဲ့ဒါအောက်မှာလည်းမြေတူဆူတွေစီတယ်။အလုံးလက်ခံပြီးတော့ချင်းဆိုတဲ့ဒလုံးချင်းဆိုတဲ့ TA အောက်မှာပဲအလုံးဒလုံးတဝါတွေစီဖို့လိုတယ်။ကျွန်တော်တို့ဘာသာစကားတွေမတူပေမဲ့ကျွန်တော်နေတဲ့နေနေရာဒေတာတွေမတူပေမဲ့ချင်းဆိုတဲ့စင်မှာတော့အလုံးအတူတူဖြစ်ပါတယ်ဆိုတာက we are one in chin ဖြစ်တဲ့အကြောင်းကိုကျွန်တော်ချင်းပြတယ်လို့သူကိုထပ်လောင်းပြီးသိစေချင်ပါတယ်2014ခုနှစ်သကောင်စင်းကောက်ယူပြီးတဲ့နောက်ပိုင်းမှာ ချင်းလူမျိုး53မျိုးလိုရေးသားအသုံးပြုနေမှုကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ရှုပ်ထွေးမှုစိတ်ဝမ်းကွဲနိုင်မှုတွေကိုအတက်နိုင်ဆုံးဖြေလျော့နိုင်ဖို့ချင်းမျိုးသားအထောက်အကူပြုကော်မတီ CNACC ကိုဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ဗဟုသကောင်စင်းကော်မတီဟာတိုင်းရင်းသားလူမျိုးအမည်စင်းတွေကို2016နှစ်စန်းပိုင်းမှာထုတ်ပြန်မှာဖြစ်တာမို့အဲ့ဒီချိန်မှာရှုပ်ထွေးမှုတွေမဖြစ်ပေါ်အောင်ကြိုတင်ကွင်းဆင်းလေ့လာမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။ ဒီ CNCC လို့ခေါ်တဲ့ကျွန်တော်တို့တကောင်စင်းအကော်မတီကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာချီမြူသားငီလာခံကနေတသိတသိပြီးတသိပေါ်ပေါက်ပြီးတော့ကျွန်တော်တို့ဒီထဲမှာနိုင်ငံကြီးပါတီများပါတယ်ပြီးတော့ကျွန်တော်ဘာသာရေးခေါင်းဆောင်တွေပါမယ်အာချင်းလူမှုအဖွဲ့အစည်းကော်မတီများလည်းအားလုံးပူးပေါင်းပြီးတော့ဖွဲ့စည်းတဲ့အခါမှာကျွန်တော်ကချင်းတစ်ခုလုံးရဲ့ကိုစားပြုတ်သွားတာလည်းဖြစ်ပါတယ်ဒီကော်မတီကပေါ့နော်ဟိုဒီကိစ္စကိုဆောင်ရွက်တဲ့အခါမှာအာကျွန်တော်ကော်မတီအနေနဲ့ နေမီအသေးသေးကိုစင်းပြီးတော့ consultation လို့ခေါ်တဲ့ပြည်သူလူထုနဲ့တွေ့ဆုံညှိနှိုင်းမှုကျွန်တော်လုပ်တာပါအဲလုပ်ဖို့လဲကျွန်တော်ခု2016 January လပထမပတ်ဒုတိယပတ်ထဲမှာပဲကျွန်တော်တခါတည်းသွားတော့မှာပါအဲ့တော့အဲ့မှာတကယ်ကိုပဲပြည်သူလူထုနဲ့ထိတွေ့ညှိနှိုင်းတဲ့အခါမှာအမှန်တကယ်ထွက်ရှိလာတဲ့အဖြေတွေကိုကျွန်တော်တို့ကပြည်သူလူထုကူစားကျွန်တော်ကော်မတီကပဲတည်ဆောင်သွားမယ်ပေါ့နော် တဲဆောင်သွားပြီးတော့ကျွန်တော်တို့ဘဟုတကောင်စင်းကိုပဲကျွန်တော်ဆက်လက်ပြီးတော့ပို့ဆောင်သွားမှာဖြစ်တယ်ပေါ့နော်